ကရင်ပြည်နယ်ဖားပုံမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အသက်3လအရွယ်ကလေးငယ်တဦးနဲ့ကျောင်းသူတဦးသေဆုံးခဲ့ပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကရင်မျိုးသားစီယုံခရယန်ယူဘိုကဧပြီလ9ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ2ရက်နေ့ညနေ4နာရီကျော်အချိန်ခန့်မှာတိုက်ပွဲမရှိဘဲစစ်ကောင်စီတပ်ဟာဖားပုံမြို့နယ်နဲကကျေးရွာထဲကိုလေနဲ့ဘုံသုံးလုံးလာရောက်ကျဲချတိုက်ခိုက်သွားခဲ့တာဖြစ်ပါတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်3လအရွယ်ကလေးတဦးလေလံကျောင်းသူအသက်12နှစ်အရွယ်ကလေးတဦးစုစုပေါင်း2ဦးသေဆုံး ုံးသွားခဲ့ပြီးအသက်၁၀နှစ်အရွယ်ကျောင်းသူတူအပါဝင်ဒေသခံပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ်ပြည်သူအများငလင်ပေးတင်ပြီးအတိဒုက္ခရောက်နေချိန်မှာစစ်ကောင်စီတပ်ဘက်ကဒေသခံပြည်သူတွေရှိရာနေရာတွေကိုလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်တာတွေပြစ်မှတ်ထားတိုက်ခိုက်လျက်ရှိနေရာဒေသခံပြည်သူလူထုဟာစိုးရိမ်ကြောင်ကြားစွာနဲ့နေထိုင်နေကြရတယ်လို့ KNU ဘိုးကဆိုထားပါတယ် KNL တပ်မ၅တပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တို့ကြောင့်နှစ်ဖက်တိုက်ပွဲမရှိဘဲစစ်ကောင်စီတပ်ကဖားပွန်ခရိုင်ဒွဲလိုမြို့နယ်နဲကကျေးရွာထဲကိုဂျက်ဖိုင်တာလေယာဉ်နဲ့ဘုံလာရောက်ကျဲချတိုက်ခိုက်သွားခဲ့တာဖြစ်တယ်လို့တပ်မ၅ပြောခွင့်ရသူဗိုလ်မှူးကြီးစောကလဲတို့က ဆိုထားပါတယ်။ KNU ထိန်းချုပ်နယ်မြေတွေဖြစ်ကြတဲ့တမ္မာ၃ညောင်လေးပင်ခရိုင်၊ရွှေကျင်မြို့နယ်၊ညောင်ချီတောက်ကျေးရွာနဲ့မုံမြို့နယ်ဟော်ခိုးကော်ကျေးရွာတက်မာချောင်းနယ်မြေကျုံတိုးမြို့နယ်ဝိဇာကုံကျေးရွာတွေထဲကိုလည်းပြီးခဲ့တဲ့ဧပြီလတရက်နေ့နဲ့နှစ်ရက်နေ့ကစစ်ကောင်စီတပ်ဟာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာဒေသခံအမျိုးသမီးတအူးတေဆုံးခဲ့ပြီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်တချို့လည်းထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ ်ပြည်သူအများငလင်ပေးတင်နေချိန်မှာပြည်သူတွေအပေါ်ကုညီကယ်ဆယ်ရေးလှုံ့ဆော်မှုအတွက်ဆိုပြီးစစ်ကောင်စီတပ်က၃ဘက်ကြာပြည့်ရက်မယ်လို့ကြေညာထားခဲ့ပေမဲ့ KNU နယ်မြေတွေအပါအဝင်တော်လန်ရေးအင်အားစုနယ်မြေတွေတဲ့ကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေစတိုက်လှုံ့ဆော်နေပါတယ်။